ယနေ့အတွက်ထူးခြားတဲ့မြန်မာသတင်းနဲ့နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုပူကြိုဆိုပြီးစူးစီးတင်ဆက်ထားတာပါ။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တီဘောမြို့အခြေအနေတင်ပြပါမယ်။ဒီကနေ့ညနေဒီကနေ့ညနေအချိန်မှာတော့တက်မလို့စစ်ကြောင်းတွေကတီဘောမြို့ရဲ့အနည်းကိုရောက်ရှိသွားပြီဖြစ်ပါတယ်။တနည်းအားဖြင့်ကျွန်တော်တို့ကြိုးစိုးပါကြီးအနည်းကိုရောက်ရှိသွားပြီလို့ပြောမှာဖြစ်ပါတယ်။အဲ့တော့ TNL ကတက်မလို့စစ်ကြောင်းတွေမြို့မြို့အနည်းကိုရောက်သွားပြီဆိုရင် TNL ကသူတို့လုံနေကြအတိုင်းပဲမြို့မှာရှိတဲ့တီဘောမြို့မှာရှိတဲ့ ပြည်သူတွေရဲ့အဆောက်အဦတွေနိုင်ငံပိုင်အဆောက်အဦတွေကိုမီးရှို့ဖျက်ဆီးမှုတွေပြုလုပ်နေပါတယ်။တကယ်တော့မော်လ3မိနစ်30အချိန်ခန့်မှာတော့ TNL နဲ့သူ့ရဲ့အပေါင်းမှာလက်နက်ကင်တောင်းကျမ်းသူဖွဲ့တွေကတီပေါ်မျိုးထဲမှာရှိတဲ့နိုင်ငံပိုင်အဆောက်အဦတွေနိုင်ငံပိုင်အဆောက်အဦတွေနဲ့ပြီးရင်ကျွန်တော် public ပိုင်အဆောက်အဦတွေနေအိမ်တွေကိုမီးရှို့ဖျက်ဆီးမှုတွေပြုလုပ်နေပါတယ်။တကယ်တော့မော်လပိုင်းမှာတည်ရတဲ့တကယ်တော့မော်လ3မိနစ်30အချိန်ခန့်မှာဆရှုတယ်လို့တော့မြို့ကန်ကြီးကဆက်သွယ်ပြောဆိုတယ်။သူတို့ရှုတာကနိုင်ငံပိုင်အဆောက်အဦ၄ခုတည်းမနေကိုမီးရှို့ဖျက်ဆီးနေတယ်လို့ပြောပါတယ်။ပြီးလည်းပဲကျွန်တော်တို့ဒီမှာရှိတဲ့ ပြည်သူတွေရဲ့နေအိမ်တွေနေအိမ်တွေမှာရှိအတွင်းပစ္စည်းတွေယူတယ်တချို့သောနေအိမ်တွေကလည်းမရှိဖြစ်စီတယ်အဲ့မှာကျွန်တော်တို့ဒီသီးပေါ်မျိုးအပါဝင်ရှမ်းပြည်နယ်မြောက်ဘက်မှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုတရနေကဘယ်လိုလုပ်လဲဆိုရင်ဥမာကျွန်တော်တို့ဒီအိမ်တိုင်းကစစ်မှုထမ်းအောင်ရဲ့နေအိမ်နိုင်ငံဝန်ထမ်းရဲ့နေအိမ်ပြီးကျွန်တော်တို့မှာရှိတဲ့ပတ်စံရှိတဲ့မြို့ပြီးမြို့ပွားတွေရဲ့နေအိမ်ဆိုရင်တို့ကအာဒီမှာဒီအိမ်ကိုကျွန်တော်တို့3000နဲ့အပြည့်ရောင်းတယ်3600နဲ့အပြည့်ရောင်းတယ်တို့အချင်းချင်းပြန်ရောင်းပါတယ်ရောင်းဆိုတော့တို့အချင်းချင်းကလည်းဒီဒီရပစ္စည်းတွေကိုယူပြီးတော့ကျွန်တော်တို့အပြင်ကိုတစ်စက်ပြန်ရောင်းပါတယ် အဲ့လိုပဲကျွန်တော်အစစ်စစ်ရောင်းနေတာပါတရားနယ်ကပြည်သူပိုင်နေတွေကိုလက်ညှိုးထိုးပြီးရောင်းတယ်ရောင်းတာကသူတို့ရဲ့လောက်အောင်မှာရှိတဲ့ဒါခေါင်းဆောင်တွေပေါ့အဖွဲ့ခေါင်းဆောင်တွေလက်လွဲရောင်းချတယ်အဲ့လက်လွဲရောင်းချတဲ့ကဒီထဲမှာရှိပစ္စည်းတွေကိုအကုန်ထုတ်တယ်ထုတ်ပြီးတော့တခြားသူတို့နေထိုင်တဲ့ area တွေမှာရှိတဲ့ရွာမှာရှိတဲ့ပလောင်တွေကိုပြန်ရောင်းတယ်အဲ့မှာကျွန်တော်ဈေးကွက်ကအကြီးဖြစ်နေတယ်ပလောင်တွေဘယ်တော့မှပိုင်ဆိုင်မှုမရှိခဲ့တဲ့သူတို့ရဲ့ဘဝမှာမပိုင်ဆိုင်ဘူးလို့မထိတွေ့ဘူးတဲ့အရာတွေကို တီဘောကြောက်မဲ့နောင်ချိုအဲ့ဒီ area ပါသူတို့ထိချောက်တာတဲ့ area ပစ္စည်းတွေယူတယ်ယူပြီးတော့သူတို့ခိုးထုတ်ပြီးတော့သူတို့ရဲ့ area မှာပြန်ရောင်းနေပါတယ်အဲ့လိုကြီးလုပ်နေပါတယ်အလားတူပါပဲပြီးခဲ့တဲ့ကျွန်တော်တို့ဒီကြောက်မဲ့မြို့ကြောက်မဲ့မြို့တိုက်ပွဲချင်းနေပါဆိုရင်လည်းတရားနယ်လေကကြောက်မဲ့မြို့ကနေမဆုတ်ခွာခင်မှာကြောက်မဲ့မြို့ပေါ်မှာရှိတဲ့နိုင်ငံပိုင်အဆောက်အဦတွေပြီးကျွန်တော်ပုတ်ကလေးကပိုင်ပုတ်ကလေးကပိုင်အဆောက်အဦတွေမီးရှို့ပြည့်စုံမှုတွေပြုလုပ်ခဲ့ပါတယ်လာဒီဘာပဲကျွန်တော်နောက်ချိုးပါဆိုလည်းပဲနိုင်ငံတော်နိုင်ငံတော်ပိုင်းနဲ့အဆောက်အဦတွေပြည်သူ့ပိုင်းအဲ့အဆောက်အဦတွေမှမီးရှို့ပြည့်စီတယ်ပြီးရင်ကျွန်တော်တို့ဂုတ်ထိတ်တရားကြီးဂုတ်ထွေးတရားတွေကိုလည်း မိုင်းခွဲဖြည့်စီတိုင်းလုပ်ခဲ့ပါတယ်လက်ရှိကကျွန်တော်ကြောင်မဲနဲ့တီဘောကြမှာရှိတဲ့တရားတွေကိုလည်းကျွန်တော်မိုင်းခွဲဖြည့်စီတိုင်းလုပ်ခဲ့ပါတယ်အဲ့တော့ဒီသတင်းပြချောချင်တာကတပ်ပတော်စစ်ကြောင်းတွေကတီဘောမျိုးရဲ့ကျိုးစပါးတွေကိုရရှိသွားပါပြီအဲ့ဒီဖြစ်စမှာအကြမ်းဖက်အုပ်စုတွေကဒီကနေ့မော်လဲ3မိနစ်30အချိန်ခန့်မှာသူတို့တီဘောမျိုးပါရှိတဲ့နိုင်ငံပိုင်အဆောက်အဦတွေကိုမီရှို့ဖြည့်စီနေပါတယ်အဲ့တော့ကျွန်တော်တို့ဒီ TLN ရဲ့လက်ကင်တို့ဒီနဲ့ပတ်သက်တဲ့နေအိမ်တွေအဆောက်အဦတွေကိုကျွန်တော်တို့နိုင်ငံတော်ကနေချိတ်ပိတ်သိမ်းဆည်းလျက်ရှိပါတယ် အလားတူပါပဲပကြိုင်ကာလမှာဒီဆောင်နဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ကနေပြီးတော့ကျွန်တော်တို့ဒါလေးလံတင်ရောက်ချတာတွေတနည်းမဟုတ်တနည်းဒါကျွန်တော်တို့စောင်းမှာဖြစ်ပါတယ်ဒီနောက်ချိုဧရိယာမှာဆိုလဲ TNL လက်ကင်ဒုတ်နေတွေကိုနိုင်ငံတော်ကနေပြီးချိန်ပိတ်ပြီးတင်ဆက်တာတွေပြီးကျွန်တော်တို့ဒါကြောက်မပြုတ်မှာရှိတဲ့ TNL ရဲ့လက်ကင်ဒုတ်အိတွေပြီးကျွန်တော်တို့ဆက်ပြီးတော့တီဘောမှာရှိတဲ့ TNL ရဲ့လက်ကင်ဒုတ်နေတွေကိုနိုင်ငံတော်ကနေချိန်ပိတ်တင်ဆက်သွားမှာဖြစ်ပါတယ်ဖြစ်ပါတယ်ကျွန်တော်လည်းဒီအပိုင်းမှာကျွန်တော်တို့တီဘောမျိုးကိုတွားပြီးတော့ဒါတရင်တော့ရိုက်ကူမှာဖြစ်ပါတယ်အကြပ်ဘက် TNL အဖွဲ့တွေ တီဘောမျိုးမှာရှိတဲ့ဘန်ဒီကိုလည်းဖောက်ပြီးယူထားတယ်။ပုံကပိုင်နေတဲ့ပိုက်ဆိုင်မှုကိုလည်းဖောက်ထွင်းပြီးယူသွားတယ်။နိုင်ငံပိုင်စာအုပ်တွေရဲ့အစောင်ထဲမှာရှိတဲ့ကျွန်တော်တို့ကွန်ပျူတာတွေထိုင်းကုန်းတွေကိုလည်းယူဆောင်သွားလို့သိရပါတယ်။အဲ့ကျွန်တော်အများပြည်သူသိရှိနိုင်ဖို့အတွက်ကျွန်တော်ဒီအပိုင်းမှာတီဘောမျိုးကိုသွားပြီးတော့တရင်ရောက်တဲ့သွားရောက်ရိုက်ခုမှဖြစ်ပါတယ်။နောက်ထပ်တရင်ကိုဆက်ပြီးတင်ပြပေးချင်ပါတယ်။ဒါကတော့မဟုတ်ဘူးမျိုးအချင်းတွေပါမဟုတ်ဘူးမျိုးအချင်းတွေပတ်တိုင်းတော့ကျွန်တော်စစ်ကြောင်းနဲ့ကြောင်းနဲ့ချီတက်နေပါတယ် ဒါကတော့ကျွန်တော်ပင်မဆက်ကြောင်းပါပင်မဆက်ကြောင်းဆက်ကြောင်းနှစ်ကြောင်းနဲ့ခြေတက်နေပါတယ်ဘေးမှာလည်းကျွန်တော်တို့ခြေတက်တဲ့ဆက်ကြောင်းတွေရှိပါတယ်အဓိကကတော့နောင်ချိုးနောင်ချိုးမိုးကုတ်လမ်းပိုင်းလမ်းပိုင်းကိုကျွန်တော်တို့ခြေတက်တယ်တစ်ဖက်ကတော့ကျွန်တော်တို့တပိတ်ချင်းတပိတ်ချင်းရနေပြီးတော့ကျွန်တော်တို့မိုးကုတ်ကိုတက်တဲ့လမ်းပိုင်းတွေခြေတက်နေပါတယ်ဒီအပိုင်းမှာဆိုရင်တက်မတော်ကဆေးရရစ်ပါတဲ့ဖော်ဒေါ်လာစုံကိုထိ ंछ ုံနိုင်ခဲ့ပါတယ် ဖော်တယ်လို့ဆိုဖော်တော်လဲဆိုကျွန်တော်တို့ဆေးရမဟာပြောကြပါတယ်တနည်းအားဖြင့်ကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းဧရိယာနဲ့ချိတ်ဆက်ထားတယ်ပြီးရင်ကျွန်တော်တို့ဗမော်မြကြီးသားနဲ့ချိတ်ဆက်ထားတယ်ပြီးရင်ကျွန်တော်မန္တလေးတိုင်းနဲ့ချိတ်ဆက်ထားတယ်အဲ့ဒီချိတ်ဆက်မှုရကျွန်တော်တို့အလဲမှာတရှိတဲ့နေရာပါလက်ရှိလက်ဒီတပ်မတော်စစ်ကြောင်းတွေကဖော်တော်လဲဆိုကိုရရှိပြီးနောက်ပိုင်းမှာကျွန်တော်ရွှေညောင်ပင်တိထပ်တက်နေပါတယ်ဒီကနေ့တရှိရတဲ့အခြေအနေရဆိုရင်ဒီရွှေညောင်ပင်ဧရိယာမှာတပ်မတော်နဲ့ TNL ပူးပေါင်း အကြမ်းအုပ်စုတွေတော့ကျွန်တော်တိုက်ပွဲတွေပြစ်ထန်နေပါတယ်တပ်မတော်ကတော့ကျွန်တော်တို့လေကြောင်းပစ်ကူတွေ drone ပစ်ကူတွေလက်နက်ကြီးပစ်ကူတွေနဲ့တောင်းလျှောက်ကိုကျွန်တော်တို့တောင်းလျှောက်ကျွန်တော်ချိတက်နေပါတယ်အဲ့တော့တပေချင်းအေဒီယာမှာလည်းကျွန်တော်တို့တပေချင်းနဲ့မိုးကုတ်အေဒီယာမှာတိုက်ပွဲတွေကပြစ်ထန်နေပါတယ်တပ်မတော်ကတော့ကျွန်တော်ထိုးစစ်ကိုတောင်းလျှောက်စတင်နေပါတယ်ထိုးစစ်ကိုကျွန်တော်ပြင်းပြထန်ထန်လုပ်တယ်လို့ပြောရမှာဖြစ်ပါတယ် ဒီချိတ်ဆက်တဲ့အနေအထားတွေကတော့ကျွန်တော်တို့မန္တလေးစင်ကူမိုးကုတ်တပိတ်ချင်းထိချိုက်ဘမော်အဲ့လိုအေးပါတယ်ကျွန်တော်တို့စေရအေးပါတယ်လမ်းကြောင်းကြီးပေါ်မှာတည်ရှိတယ်ပြီးကျွန်တော်တို့မန္တလေးတိုင်းပါဆိုလဲမန္တလေးတိုင်းနဲ့ချိတ်ဆက်တာလေအဲ့တော့တစ်ဖက်ကလာမယ်ဆိုတော့ကျွန်တော်ရှမ်းပြောက်ဒေသ TNL ရဲ့လမ်းကြောင်းရဲ့ TNL ရဲ့ထောက်ဖို့လမ်းကြောင်းတစ်ဖက်ကလာမယ်ဆိုလဲကျွန်တော် KR ရဲ့ထောက်ဖို့လမ်းကြောင်းအဲ့ဒီလမ်းကြောင်းနှစ်ကြောင်းကနေပြီးတော့ကျွန်တော်တို့ဒီ photo လမ်းကြောင်းကိုဖြတ်ပြီးသွားမှာမန္တလေးတိုင်းဧရိယာတွေလက်နက်ခဲရန်ကြီးရောက်တာဖြစ်ပါတယ်ဒီ KR နဲ့ TNL ရဲ့ထောက်ဖို့လမ်းကြောင်းကိုတပ်မတော်ကထိချုပ်နိုင်ခဲ့တာဖြစ်ပါတယ် လက်ရှိတော့တပ်မတော်စစ်ကြောင်းတွေကကျွန်တော်တို့ရွှေညောင်ပင်ဘက်ကိုတောက်လျှောက်ခြိတတ်နေပါတယ်ရွှေညောင်ပင်ကိုတတ်နေပြီရွှေညောင်ပင်အော်ကျွန်တော်တို့ဖော်တောင်းနဲ့အပေါ်တတ်တယ်ပေါ့ဘိုးကိုဘက်ကိုတတ်တယ်ဗျရွှေညောင်ပင်ရွာတကြောမှာတိုက်ပွဲတွေပြတ်ထတ်နေပါတယ်အော် TNL ကတော့တပ်မတော်ရဲ့ထိုးစစ်ကိုအလူလဲခံနေရတယ်တပ်မတော်ရဲ့ထိုးစစ်ကိုသူတို့အနေနဲ့ခံနိုင်ရင်မရှိပါဘူးခံနိုင်မရှိတဲ့အတွက်သူတို့တောက်လျှောက်တောက်လျှောက်ကိုကျွန်တော်တို့ခွာစစ်ဆင်နေရပါတယ်အော်မိုးကိုမျိုးအခြေအနေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဒါမကြောက်ဘူးဗျာဒီနှစ်ဒီနှစ်မကူးလို့ပြောမှာဖြစ်ပါတယ ဒီနေ့မကူပါဘူးတက်မလို့ကတော့ကျွန်တော်တို့တောက်လျှောက်ကိုကျွန်တော်တို့ဒါထိုးစစ်ကိုတောက်လျှောက်လုပ်နေပါတယ်အဓိကကတော့ဒီ KIA PNL ရဲ့ရေဝါကိုတနည်းအားဖြင့်လေမြဝါကိုတက်မလို့ကညှက်လိုက်နိုင်တာဖြစ်ပါတယ်အဲ့တော့ဒီဖော်တော်လက်ဆောင်ကစည်ရရအချက်ကြကြတဲ့နေရာပါတစ်ဖက်ကိုတိုက်ရင်ကျွန်တော်တို့တကောင်းရောက်မယ်တစ်ဖက်ကိုတိုက်ရင်ကျွန်တော်တို့မိုးကိုရောက်မယ်တစ်ဖက်ကိုသွားကျွန်တော်မိုးမိတ်ကြောက်မယ်အဲ့ဒီလမ်းကြောင်းကြီးကကျွန်တော်တို့ချိတ်ဆက်ထားတာဖြစ်ပါတယ်တကယ်ကိုကျွန်တော်တို့စည်ရရ အရန်ကိုအရေးပါတယ်တနည်းအားဖြင့်ကျွန်တော်တို့ဖော်တော်လန်းဆိုကမိုးမိတ်ဗမော်လမ်းပိုင်းမိုးမိတ်မိုးမိတ်ဗမော်မြကြီးနားလမ်းပိုင်းရှမ်းမြောက်ဆိုတော့ကျွန်တော်တို့ကြောင်မဲတီဘောလမ်းပိုင်းမလေးတိုင်းဆိုတော့ကျွန်တော်တို့စင်ကူးမရေအမိုးကုတ်လမ်းပိုင်းချိတ်ဆက်တာပါဒါကြောင့်ကျွန်တော်တို့ဒီ TNL နဲ့မန်လေး PDF ပေါင်းပါတွေကဒီဖော်တော်လန်းဆိုမှာတော်တော်လေးကိုတို့ခန်စစ်စင်ပြီးတော့ခန်စစ်စင်ပြီးတော့တို့တိုက်ခဲ့ပါတယ်တိုးတော်လည်းပဲတပ်မော်ရဲ့တပ်မော်ရဲ့ကျွန်တော်တို့စစ်ရေးပါဝါကိုမရှင်နိုင်တဲ့ခါမှာဒီအဖွဲ့တွေကျွန်တော်တို့ဒါတောက်လျှောက် တေဆုံမှုတွေထိခိုက်ဒဏ်ရာရှိမှုတောက်လျှောက်များပါတယ်တောက်လျှောက်ကိုများပါတယ်လက်ရှိလည်းအကြမ်းဖက်အုပ်စုတွေရဲ့ကျွန်တော်တရက်တရက်လူအင်အားပြုံးတိမှုတွေဟာပြုံးတိမှုတွေပေါ်မှာသူတို့လုံးဝမဖြစ်နိုင်ပါဘူးမဖြစ်နိုင်ပါဘူးအဲ့တော့ဒီမိုးကုတ်မြို့ချင်းနဲ့ပတ်သက်ရင်တော့တပ်မတော်ကဒီနှစ်မကုတ်ကမိုးကုတ်မြို့ကိုပြန်ပြီးတော့ထိန်းချုပ်သိမ်းပိုက်မှာဖြစ်ပါတယ်နောက်ထပ်သတင်းပို့ဆိုင်တင်ပြပေးချင်ပါတယ်ဒါကတော့အမ်ဘရန်လမ်းပိုင်းပေါ်ကနိုင်ငံစကမ်းပါအဲ့တော့ကျွန်တော်တို့မိတ်ဆွေတွေကလည်းတောက်လျှောက်မေးတယ်ဗျ Viber ကလည်းပို့တယ်တက်တော့ကလည်းပို့တယ်ပေးကျော် Telegram နဲ့လည်းစာပို့တယ်အဲ့တော့နိုင်ငံစကမ်းကကြာသွားပြီလား တော့ဒီဘက်မှာကျွန်တော်တို့အကြမ်းဖက်အုပ်စုမီဒီယာတွေပေါ့တနည်းအားဖြင့်အမောင်းဘက်ချမ်းမှရှိတဲ့မီဒီယာတွေကအာနိုင်ငံစကိုင်းကိုသူတို့တိမ့်ပိုက်နိုင်ကြအောင်စသဖြင့်သူတို့ဘက်ကရေးသားမှုတွေရှိပါတယ်။နိုင်ငံစကိုင်းနဲ့ပတ်သက်ရင်ကျွန်တော်လုံးဝကြာဆုံးမှုမရှိပါဘူး။ဒီနိုင်ငံစကိုင်းရဲ့ဘေးမှာတော့ကျွန်တော်တက်မလို့ရဲ့ကာကင်းစကိုင်းတွေရှိပါတယ်။ကာကင်းစကိုင်းတွေဘက်မှာတော့ကျွန်တော်တိုက်ပွဲတွေပြင်းထန်နေတယ်။တနည်းအားဖြင့်ကျွန်တော်နိုင်ငံစကိုင်းနဲ့ဆက်ဆက်တဲ့နေရာတွေမှာတိုက်ပွဲတွေကပြင်းထန်နေပါတယ်။တက်မလို့ဘက်ကလည်းကျွန်တော်လိုအပ်တဲ့စစ်ကူတွေတောက်လျှောက်ပို့တာတွေရှိတယ်။ပြီးလည်းပဲကျွန်တော်တို့ဒါလေကြောင်းပစ်ကူတွေအဲလက်နက်ကြီးပစ်ကူတွေပြီးွားရောကျွန်တော်တို့ ဒါ drone တစ်ဖက်ကလည်းတော့တောက်လျှောက်ကျွန်တော်တို့ရှင်းလင်းမှုတွေလုပ်ပါတယ်အဲ့တော့နိုင်ရကန်စကန်နဲ့ပတ်သက်ရင်တော့လုံးဝလုံးဝကြာဆုံးမှုရှိပါဘူးကြာဆုံးမှုမရှိပါဘူးအကြမ်းဖက်အုပ်စုတွေကနိုင်ရကန်စကန်ကိုတိမ့်ပိုက်နိုင်အောင်စသဖြင့်ရေးသားမှုတွေကအလိမ်ညာမူသားစင်ပြီးတော့ကျွန်တော်တို့ရေးသားတာဖြစ်ပါတယ် နိုင်ငံစခန်းကကျွန်တော်တပ်မတော်အတွက်လည်းအရန်ကိုအရေးကြီးပါတယ်တနည်းအားဖြင့်နိုင်ငံတော်အတွက်အရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့နိုင်ငံတော်နိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်တဲ့စက်ရုံအလုံးယုံတွေကအဲ့ဒီ area တချို့မှာရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီ A ကလည်းတို့ဒီ area ကိုထိန်းချုပ်နိုင်ဖို့အတွက်အဲသူတို့မှရှိတဲ့အင်အားတွေစုပေါင်းပြီးတော့ဒီနိုင်ငံစခန်းကြီးကိုသူတို့ပတ်လဲဝင်ရောက်အဲကျွန်တော်ပတ်လဲကျွန်တော်တို့နေရာယူပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်တပ်မတော်ကတော့တောက်လျှောက်ကျွန်တော်လေချောင်းနဲ့ပြစ်ကူတွေလေချောင်းရှင်းလင်းမှုတွေလက်နက်ကြီးရှင်းလင်းမှုတွေဒရုန်းနဲ့ရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေပါတယ်အဲ့တော့အကြမ်းဖက်အုပ်စုတွေရေးသားမှုကကျွန်တော်တို့ လုံးဝမားပါတယ်သူတို့ဘက်ကတော့ခင်ဗျားတွေ့ပါလိမ့်မယ်နိုင်ငံစကန်ယူသိပိုင်းနိုင်သွားပြီဟိုနေရာရပြီဒီနေရာရပြီဆိုတာကတတဲမှာဖြစ်ပါတယ်နိုင်ငံစကန်လုံးဝလုံးဝကြဆုံးမှုလုံးဝမရှိပါဘူးလုံးဝလုံးဝကြဆုံးမှုမရှိပါဘူးအဲ့တော့နိုင်ငံစကန်ကတော့ကျွန်တော်တို့စေရေးအရာအရေးပါတယ်နှစ်ဖက်စလုံးအတွက်အရေးပါတယ်ရခိုင်လက်နက်ကိုင်ဖွဲ့ A အတွက်လည်းအရေးပါတယ်တပ်မတော်အတွက်လည်းအရေးပါတယ်အရေးပါတဲ့အတွက်ဒါ AA အုပ်စုကလည်းသူတို့ဒီနေရာကိုရရှိဖို့လည်းသူတို့မှရှိရင်အင်အားတွေပေါ့အင်အားတွေတောက်လျှောက်တောက်လျှောက်ဖြစ်ပြီးသူတို့ထိုးစစ်ဆင်နေတာပေါ့ ထိုးစစ်ဆင်နေတာအော်တပ်မတော်ကလည်းကျွန်တော်တောက်ချောက်စစ်ကူတွေပို့တယ်ပြီးရင်ကျွန်တော်လေကြောင်းကလည်းတောက်ချောက်ရှင်းတယ် drone တပွဲလည်းတောက်ချောက်ရှင်းတယ်လက်နက်ကြီးလည်းတောက်ချောက်ရှင်းနေပါတယ်ရှင်းနေပါတယ်ခင်ဗျာအမအေအဖွဲ့မေးကြည့်လိုက်ပါလားနိုင်ကန်စကန်လာတိုက်တာသူတို့ဘလောက်လက်သွားလဲပြီးရင်ကျွန်တော်ဘလောက်အထိအတူပြက်တွေထွက်သွားလဲမေးကြည့်ပါလားခင်ဗျာသူတို့ပြောဘူးလားပြောဘူးလားအေအဖွဲ့မေးကြည့်ပါဦးကမအေဖွဲကမအဲ့မှာအတူအပြက်တွေဘယ်နေရာသွားထိုးရလဲမရှိတော့ရှိလိမ့်မယ်သူတို့ရခိုင်ပြည်နယ်ရဲ့တန်နေရာမှာတော့ရှိတော့ရှိလိမ့်မယ် သို့မဟုတ်ကျွန်တော်တို့ဒီပတ်လောက်ဝမှာရှိနေသလားပဲရှိတော့ရှိလိမ့်မယ်ကျွန်တော်တို့တရားတော်ကတော့ဒီအတူပြက်တွေကိုသူတို့ထားတာကကြောက်တော်မှာထားတယ်ပြီးရင်ကျွန်တော်တို့ဒါမြောက်ဦးမှာထားတယ်ပတ်လောက်ဝမှာထားတယ်လို့သိရတယ်သူတို့အတူပြက်တွေကိုအတူပြက်တွေအိမ်မှာထားတယ်အဲ့တော့မေးကြည့်လိုက်ပါလားခင်ဗျာဒီ A ရဲ့ A A A ကခင်ဗျာဒီဒီတကြောကိုလာတိုက်နေသူတို့ကဘယ်လောက်ထိခင်ဗျာအကျိုးပဲ့တွေထောက်ဆိုမေးကြည့်ပါလားထုတ်ပြနိုင်မေးကြည့်ပါလားထုတ်ပြဘယ်တော့မှဖြစ်မှာမဟုတ်ဘူးမေးကြည့်ရလက်ရှိလက်ရှိခင်ဗျာဒီ ဒီရခိုင်မီနယ်တိုက်ပွဲမှာပေါ့ရခိုင်မီနယ်တိုက်ပွဲမှာအေးကဘယ်လောက်ထိအတူပြက်တွေထွက်သွားလဲဘာတွေဖြစ်သွားလဲမေးကြည့်ပါလားသူဘယ်တော့မှဖြစ်မှာမဟုတ်ဘူးဘယ်တော့မှဖြစ်မှာမဟုတ်ဘူးအဲ့တော့အလားတူပါပဲကြောက်ကြောက်ဖြူတိုက်ပွဲတွေမှာခင်ဗျားတို့လည်းကြားပါလိမ့်မယ်ကျွန်တော်တို့ဒီနိုင်ကံမဖြစ်ခင်ကြောက်ဖြူပေါ့ကြောက်ဖြူမှာဆိုအေးအားတဲ့အာကျွန်တော်မျိုးရဲရောက်သွားပြီတို့မျိုးရဲကိုတို့ဘယ်ရက်ဆိုဝင်တော့မှာတို့ပြင်းရလားကျွန်တော်ဘယ်နေရာတို့ထိ ंछ ုပ်ပြီးသွားပြီတို့အပြေဟိုပိုင်လိုင်းနေရာတို့ရားလိုက်စသဖြင့်တို့တောက်ချောက်တောက်ချောက်တို့ ပြောခဲ့တာပဲအကြောက်ဖြူမျိုးတွေနဲ့ဆိုရင်လည်းနှစ်မိုင်ခန့်လိုတော့တာတို့တမိုင်ခွဲခန့်လိုခဲ့တာသုံးမိုင်ခန့်လိုတော့တာတောက်လျှောက်သူတို့អော်ခဲ့တယ်လေခင်ဗျားကြည့်လားអော်နိုင်သေးလားလက်ရှိမေးကြည့်အကြောက်ဖြူအချိန်နဲ့ပတ်သက်လက်ရှိဒီ A ဘွက်ရေអော်နိုင်သေးလားမေးကြည့်လိုက်အတံမှာပိတ်နေတာကြောက်ဖြူ area မှာဆိုလဲတက်မလို့ကဒီ A ဘွက်ထိချုပ်ထားတဲ့ကျွန်တော်မင်းတက်တောင်တို့စားတဲ့တကြောတွေပေါ့ဗျာတကြောတွေတကြောတွေအဲ့ဒီတကြောတောက်လျှောက်ရှင်းယူပါဘီမင်းတက်တောင်ဆိုတော့တက်မလို့ထိချုပ်ပြီးပါဘီတောက်လျှောက်ကိုလက်ရှိကကျွန်တော်နေမြေရှင်းလို့တောက်လျှောက်လုပ်နေတယ် အဲ့လိုပဲအေရခမရဒီကြောက်ဖြူတိုက်ပွဲမှာဆိုရင်လည်းသူတို့ဘက်ကအထီးနာနေပြီဆိုရင်ဘာလုပ်လဲဆိုတော့အာကြောက်ဖြူမျိုးနဲ့နှစ်မိုင်ခန့်กว่าတော့သုံးမိုင်ခန့်กว่าတော့သူတို့နဲ့သူတို့ရဲ့ဒီအမောင်မချက်ကမီရတောက်လျှောက်ရေးသားမှုတွေလုပ်တယ်လက်ရှိဒီနိုင်ငံတိုက်ပွဲမှာဆိုလည်းပဲအမ်ဘရန်လမ်းမိုက်ပေါ်ကဒီနိုင်ငံနိုင်ငံစကိုင်းပေါ့နိုင်တမတော်နိုင်ငံစကိုင်းကိုသူတို့လာတိုက်တဲ့အခါမှာဆိုလည်းပဲသူတို့ကတနည်းအားဖြင့်ဆိုစိတ်သက်စစ်စီအရင်လောက်တာပေါ့အာနိုင်ငံစကိုင်းသူတို့ရတော့မရရသွားပြီတို့ ဘေးစကန်နာပဲလက်ပြန်အားသူတို့အမျိုးမျိုးတွေလုံနေတာအော်နိုင်ငံစကန်နဲ့ပတ်သက်ရေကျွန်တော်တို့ဒါတွေကကျွန်တော်တို့သတင်းမှားတာဖြစ်ပါတယ်နိုင်ငံစကန်လုံးဝကြာဆုံးမှုမရှိပါဘူးနောက်ထပ်သတင်းမှုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒီ Starlink Starlink ပေါ့အဲ့တော့ Starlink နဲ့ပတ်သက်ရင် Starlink ကိုအသုံးပြုနေတာကဒီ PDF တွေနဲ့ပြီးရင်ကျွန်တော်တို့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေအများဆုံးသုံးပါတယ်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့စစ်သွေးကြွ PDF တွေပေါ့ဒီတနည်းအားဖြင့်တောင်းကျမ်းသူအုပ်စုတွေအသုံးပြုနေတာပါ Starlink က တော့ Starling နဲ့ပတ်သက်ရင်တော့ Starling ကဒီမြန်မာနိုင်ငံတဲကိုတရားမဝင်လမ်းကြောင်းကပဲသူတို့ဝင်ရောက်ပြီးတုံးဆွဲနေတာဖြစ်ပါတယ်။သူတို့ရဲ့သူတို့ရဲ့ဒီကိုယ်စားလှယ်တွေပေါ့။ဥပမာကျွန်တော်တို့ဒီကတ်ကိုဖြည့်တဲ့ငွေဖြည့်ပေးတဲ့ကိုယ်စားလှယ်တွေကထိုင်းမှာပဲနေပါတယ်။ထိုင်းမှာနေပြီးတော့သူတို့ဖြည့်ပေးတာဖြစ်ပါတယ်။အဲ့တော့လာစင်ပေါ့ဗျာကျွန်တော်တလားပြည့်တယ်ဆိုရင်ထိုင်းမှာရှိတဲ့ကိုယ်စားလှယ်တွေဒီကနေပြီးတော့ကျွန်တော်တို့ငွေလွှဲတယ်ငွေလွှဲတော့ကမှထိုင်းမှာရှိတဲ့လူကထိုင်းမှာရှိတဲ့မြန်မာနိုင်ငံသားပေါ့ဗျာတတိယမြေဒီကနေထွက်ပြေးသွားတဲ့သူတွေသူတို့ကနေပြီးတော့ကျွန်တော်တို့ချက်ကနေတော့ဗတ်ပြောင်းပြီးတော့ငွေဖြည့်ပေးတယ်။အဲ့ဒီလိုနဲ့ပဲကျွန်တော်တို့ Starling ကဒီပြူလွှဲမှာတုံးဆွဲနေတာဖြစ်တယ်။ စတာလင်းနဲ့ပတ်သက်တော့ကျွန်တော်လက်နက်ကင်အဖွဲ့တွေမှာအများဆုံးအသုံးပြုတယ်လက်နက်ကင်အဖွဲ့တွေ PDF တွေ AD မှာတော့ဆော့အသုံးပြုတယ်နိုင်ငံတော်ကတော့ဒီစတာလင်းနဲ့ပတ်သက်ရင်တရားဝင်ခွင့်ပြုလာခြင်းမရှိဘူးတရားဝင်ခွင့်ပြုလာခြင်းမရှိဘူးအဲ့တော့ဒီစတာလင်းနဲ့ပတ်သက်ရင်ဒီကနေ့မနက်ပိုင်းမှာဆိုရင်လည်းပဲဒီထိုင်းမြန်မာနယ်စပ်တကြောမှာရှိတဲ့စတာလင်းဆက်တွေကိုဒါကျွန်တော်တောက်လျှောက်ပိတ်လိုက်ပါပြီအလားတူပါပဲမြန်မာနိုင်ငံမှာရှိတဲ့နေမြေအချို့မှာရှိတဲ့စတာလင်းကိုလည်းဒါသူ့ရဲ့ဒါမိခင်ကုမ္ပဏီကနေရောကျွန်တော်တို့တောက်လျှောက် ပိတ်လိုက်ပါတယ်တမယမင်းဒီ space အကနေပြီးတော့ပိတ်လိုက်တယ်လို့ပိတ်လိုက်တယ်လို့သိရပါတယ်အဲ့တော့ဒီ starling group ထဲမှာခင်ဗျားတက်ကြည့်ရင်တွေ့ရပါလိမ့်မယ်ဟာတို့တို့ရဲ့ဒီ set တွေအသုံးပြုလို့မရတော့ဘာဖြစ်တာလဲညာဖြစ်တာတောက်လျှောက်တောက်လျှောက်ကျွန်တော်ရေးသားမှုတွေတွေ့နေရပါတယ်အဲ့ဒါကတော့အဲ့ဒါကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ကဒီ AFP သတင်းဌာနကနေပြီးတော့ဒီထိုင်းမြန်မာနယ်စပ်မြောက်ဒီမြို့နယ်တကြောမှာရှိတဲ့ဒီ KK ဘတ်တို့ဗျာအဲ့မှာကျွန်တော်မှတ်တာ KK ဘတ်တို့ AA ဘတ်တို့ရွှေကုတ်ကိုကြောက်ခတ်အဲ့ဒီတကြောပေါ့တနည်းအားဖြင့်ကျွန်တော်တို့ဒီဘူစောချစ်သူ BG BG ပါဝင်ကျွန်တော်တို့ကရင်လက်နက်ကိုင်အဖွဲ့ထိန်းချုပ်ထားတဲ့တကြောမှာတကြောမှာကျွန်တော်ကြားဖြတ်လုပ်ငန်းတွေရှိတယ်။အဲ့ဒီမှာရှိရဲ့အဆောက်အဦတွေအပေါ်မှာဒီ Starling ဆက်တွေတင်ထားတာတွေ့တယ်။ Starling ဆက်တွေတင်ထားတဲ့အရာကို AFP သတင်းဌာနမျိုးကကျွန်တော်ကျွန်တော်တို့ဒီသတင်းဓာတ်ပုံနဲ့ရိုက်တယ်။ရိုက်ပြီးကျွန်တော်တို့ဒီသတင်းရေးတယ်ပေါ့။သတင်းရေးပြီးတဲ့နောက်ပိုင်းမှာဒီ American ရဲ့ Congress ကနေပြီးတော့ဒီ Starling ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ဒီ SpaceX ကိုဆင့်ခေါ်တယ်ပေါ့။စုံစမ်းစစ်ဆေးမှုတွေလုပ်တယ်။ စုံစမ်းစစ်ဆေးမှုတွေလုပ်တဲ့နောက်ပိုင်းမှာဒီကနေ့ကနေစပြီးတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒီ Starlink တွေကိုဒီ Space ကနေပိတ်လိုက်တာမြန်မာနိုင်ငံမှာအဲ့ဒီကြောမှာသူတို့သုံးဆွဲလို့မရဘူးပေါ့အဓိကအဖြစ်ဒီဆက်သွယ်ရေးလမ်းကြောင်းပေါ့ဒီကြားဖြတ်လုပ်ငန်းလုပ်ကြိုင်နိုင်မှုအတွက်ဒီဆက်သွယ်ရေးအရန်ကိုအရေးပါပါတယ်ရခင်ကတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံကနေပြီးတော့ဒီအုပ်စုတွေဝယ်သုံးတယ်ဝယ်သုံးတယ်ဝယ်သုံးတဲ့ခါမှာနောက်ပိုင်းတရုတ်မြန်မာထိုင်းသုံးနိုင်ငံပေါင်းပြီးတဲ့နောက်ပိုင်းမှာပေါင်းပြီးတော့ဒီကြားဖြတ်ကိုနှိမ်နှင်းလိုက်ပြီးတဲ့နောက်ပိုင်းမှာ ဒီထိုင်းအစိုးရကနေပြီးတော့ဒီထိုင်းမြန်မာနယ်စပ်တရောကိုသူတို့အင်တာနက်ရောင်းချမှုကိုရပ်တန့်လိုက်တယ်။အင်တာနက်ရောင်းချအင်တာနက်ရောင်းချမှုကိုရပ်တန့်တယ်အပြင်ကျွန်တော်လျှက်စင်မီရောင်းလျှက်စင်မီရောင်းချမှုကိုရပ်တန့်လိုက်တယ်။အဲ့လိုရပ်တန့်လိုက်ပြီးနောက်ပိုင်းမှာသူတို့ကအဲ့ဒီ area မှာရှိတဲ့ကြားပြတ်အုပ်စုတွေကသူတို့အနေနဲ့ဒီအင်တာနက်ထိုင်းအနေရောက်ယူတဲ့အင်တာနက်အစားကိုသူတို့ကဒီ Starlink တွေကိုဝယ်ယူအသုံးပြုပြီးတော့ဒီကြားပြတ်လုပ်ငန်းနဲ့ပတ်သက်ပြီးတောက်လျှောက်လုပ်နေတယ်လုပ်နေတာပေါ့ဗျာလုပ်နေတာနိုင်ငံတကာသတင်းမှလည်းဒီလိုမျိုးဖော်ပြနေတယ်။ဒါကြောင့်ကျွန်တော်တို့ဒီ AFP သတင်းဌာနကဖော်ပြပြီးတဲ့နောက်ပိုင်းမှာ ဒီကြားဖြတ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒီ space ပေါ့ space ကနေပြီးတော့ကျွန်တော်တို့ဒါတော်ရုံးနေထောက်ပံ့တယ်ဆိုပြီးတော့ American Congress ကနေစုံစမ်းစစ်ဆေးမှုတွေလုပ်တယ်စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးတော့နောက်ပိုင်းဒီနေ့ရက်ဆက်ပြီးတော့ထိုင်းမြန်မာနယ်စပ်ကျောင်းမှာရှိတဲ့ဒီ Starlink တွေကတုံးဆွဲလို့မရတော့ဘူးဒီကြားဖြတ်နဲ့ပတ်သက်ရင်တော့အဓိကခင်ဗျာ internet မရှိဘာမှလုပ်မရအောင် internet မရှိခင်ဗျာတရားနဲ့တော့အဓိကဒီဆက်သွယ်လို့မရတော့ဆက်သွယ်လို့မရတဲ့ဒီလုပ်ငန်းကြီးကလက်ပတ်လို့မရဘူးလက်ပတ်လို့မရတဲ့ဒါထပ်ပြီးတော့ဒုတိယဆက်ထပ်ပြီးတော့နှိမ်နေတဲ့သဘောဖြစ်တာပေါ့အဲ့တော့ဒီအချိန်ကကျွန်တော်တို့ ဒီမြန်မာနိုင်ငံထဲမှာတုံးပြူနေတဲ့ဒီ Starlink ဇက်တွေကိုလည်းတိုက်ရောက်မှုကရှိလာနိုင်တယ်ရှိလာနိုင်တယ်ရှိလာနိုင်တဲ့အတွက်ခင်ဗျာ PDF တွေနောက်ပိုင်းကျတော့ခင်ဗျာဒီ internet ငတ်တဲ့ပြဿနာကိုခင်ဗျာကြုံရလိမ့်မယ်ခင်ဗျာထမင်းစားစရာမရှိတာကရှာကြံပြီးစားလို့ရတယ်စက်သုံးစီမရှိတာကရှာကြံပြီးဝယ်လို့ရတယ်ရိတ်ကမရှိတာကခင်ဗျာနီးလည်းမျိုးနဲ့ဖြည့်လို့ရတယ်ဆေးဝါးမရှိတာကလည်းနီးလည်းမျိုးနဲ့ဖြည့်လို့ရတယ်ဒါပေမဲ့ internet မရှိရင်ခင်ဗျာလူဘဝအသက်ရှင်လို့မရတော့အတချို့ကပြောမှာပါငါတို့ကမွေးရ internet မရှိဘူးအဲ့ဒါဖြည့်လိုက်မယ်မွေးတော့ဟုတ်လိမ့်မယ်ဒီခဏခက်မှာ internet မရှိရင်ဘာမှလုပ်လို့မရတော့ ဲ့တော့ဒီဒီ space 8ရဲ့ဒီမြန်မာနိုင်ငံအတွက်မှာ starlink အသုံးဆုံးမှုကိုကန့်သတ်လိုက်ပြီဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ဒီ time မှာနေဆက်ရောမှာရှိတဲ့ starlink အသုံးဆွဲတဲ့သူတွေသုံးဆွဲလို့ရမှာမဟုတ်တော့ဘူးပြီးရင်ကျွန်တော်တို့တရုတ်မြန်မာနေဆက်ရောမှာရှိတဲ့ဒီ starlink ဒီသုံးဆွဲလို့ရမှာမဟုတ်တော့ဘူးအလားတူပါပဲကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့တနည်းအားဖြင့်လက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတဲ့ area မှာရှိတဲ့ကျွန်တော်တို့ starlink နဲ့သုံးဆွဲလို့ရမှာမဟုတ်တော့ဘူးဒါဆိုရင်ကျွန်တော်တို့နိုင်ငံတော်ကတော့တကယ်ကိုကျွန်တော်တို့ဒါကတော့ဝမ်းသာကြိုးစွားမှာဖြစ်ပါတယ် ဝမ်းသာကြိုးစားမှာဖြစ်ပါတယ်အဲ့တော့ဒီအကြမ်းမအုပ်စုတွေအရခင်ဗျာဒီအင်တာနက်ကနေပဲခင်ဗျာလူသစ်စုဆောင်တာတွေငွေကြေးကောက်ကန်တာတွေပြီးရင်ခင်ဗျာတို့ကဒီဘွားတွေပဲအာတရင်အမားတွေလောက်တာတွေပေါ့ဗျာစသဖြင့်ဒီလမ်းမျိုးစုံလောက်တာကဒီ Starling ကိုအသုံးပြုပြီးသူလုံနေကြတာအဲ့တော့ဒီသတင်းပြန်ချုပ်ချင်တာကကျွန်တော်တို့ဒီ Space 8ကတော့သူတို့ရဲ့ဝန်ဆောင်မှုပေးနေတဲ့ဒီဒီ Starling ကျိုးတို့အင်တာနက်ကိုအင်တာနက်တွေကိုကျွန်တော်တို့ထိုင်းမြန်မာနယ်စပ်ရောမှာရှိတဲ့ဆက်တွေအားလုံးကိုဖျက်တော့လိုက်ပါပြီ။အလားတူပါပဲကျွန်တော်တို့ဒါတချို့သော area ကမြန်မာနိုင်ငံမှာရှိတဲ့အချို့သော area မှာရှိတဲ့ဆက်တွေကိုလည်းတို့ဒါဒါကျွန်တော်တို့အင်တာနက်ဝန်ဆောင်မှုဝန်ဆောင်မှုတွေရက်လိုက်ပါပြီ။အဲ့တော့ခင်ဗျားတို့သုံးဝင်တော့တမျိုးခုတော့သုံးလို့ရတယ်။အဲ့ဒီဒီ Starlink ဘန်းနဲ့ဘန်းမဟုတ်ပါခင်ဗျားထမင်းတယ်စားပါဗျာ။ ဒါမှမဟုတ်လည်းအဲ့မှာပေါ်ကားတိုင်းတော့ဗောဗျာခင်ဗျားတို့၃အင်၅အင်ထပ်ပြီးတော့ကိုင်းပြီးတော့ဒေါင်းကြဗောဗျာအဲ့ဒီဟာပဲလုံးလို့ရတော့မှာခင်ဗျားတို့အဲ့ဒီဘန်းနဲ့ခင်ဗျားလွှတ်ပြမှာပဲရတော့မှာအဲ့တော့ကျွန်တော်တို့နိုင်ငံအတွက်ကတော့ကျွန်တော်တို့နိုင်ငံအတွက်ကတော့ဒါတို့ကြိုးစားရမယ့်ကိစ္စ